နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။အော်တိုဘာလ26ရက်တနင်္ဂနွေနေ့ မရာဇုဒုတိယဆောင်ခန်းကြီးကိုအငယ်1မှ9အငယ်33တဖန်ဒါဝိတ်ကငါသည်ယောနသန်အတွက်ဂျေဇူးပြုစရာအခွင့်ရှိစေခြင်းကရှောလူအဆွေမျိုးတစုံတယောက်ကြံ့ကျွင်းသေးသလိုဟူမေသောဇိဘာအမိရှိသောရှောလူ၏အဆွေအမျိုးနှင့်ဆိုင်သောဂျွန်တယောက်ကိုအထံတော်သို့တွင်၍ရှင်ဘရင်ကတင်သည့်ဇိဘာမှန်သလိုဟူမေလျင်ကိုရောဂျွန်မှန်ပါသည်ဟုပြန်လျှောက်လေ၏ရှင်ဘရင်ကလည်း ်ဘုရားသခင်အလိုတော်အတိုင်းငါကျေးဇူးပြုစရာအခွင့်ရှိစေခြင်းကရှောလူအဆွေအမျိုးတစ်စုံတစ်ယောက်မျှမရှိသလိုဟုမေးလျင်စီပါကယောနသန်၌ခြေစွန့်သောသားတစ်ယောက်ရှိပါသည်ဟုပြောသောရှင်ဘုရင်ကသူသည်အဘယ်မှာရှိသနည်းဟုမေးပြန်လျင်စီပါကလောဒီပါယွာအမြေလသားမာခိရအိမ်၌ရှိပါသည်ဟုပြော၏ထိုအခါဒါဝိဒ်သည်ဆေလွ၍ ရှောလူဤတာဖြစ်သောယောနသန်ဤတာမေဖြစ်ဘောရှက်ကို လောဒီဘာယွာ အမြီလာတာမာခိရအိမ်မခေါ်ခဲ့၍သူဒီအထံတော်သို့ရောက်သောအခါပြောဝုလျက်ရှ िख ိုလိဤဒါဝိတ်ကလည်းမေဖြစ်ဘောရှက်ဟုခေါ်လျင် ကိုရောဂျွန်ရှိပါသည်ဟုပြောလိဤဒါဝိတ်ကလည်းမဆိုရင်နေသင်အဘယောနသန်အတွက်ငါသည်သင်၌ဆက်ဆက်ကျေးဇူးပြုမည် တင်အဖို့လျှောလူပိုင်သမျှတော်မြေကိုငါပြန်ပေးမည်တင်ဒီနေ့တိုင်းအစဉ်ငါစပွင့်၌စားရမည်ဟုဆိုတော့ထို့သောမေဖိဘောရှက်သည်ယေရုရှလင်မြို့၌နေ၍ရှင်ဘီရင်ဤစားပွဲတော်၌နေ့တိုင်းအစဉ်စားရ၏ခြင်းနှစ်ဖက်ဆော့တော်သူဖြစ်၏ မေဖိဘောရှက်သည်ရှင်ဘီယင်ဤဇပွဲတော်၌နေ့တိုင်းအစဉ်စားရ၏ရှင်နှစ်ဖက်စွန့်တော်သူဖြစ်၏ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး9အခန်းငယ်13အဓိကကြသည့်အလုပ်ဖရက်ဒရစ်ဘီကနာဤဘရန်ဒန်ဟူသောတမိုင်းကျောင်းဆိုင်ရာဝတ္ထု၏အဆုံးတွင်စွပ်ပြန့်ပွဲမြင်ကွင်းတစ်ခုရှိသည်ဇက်ကောင်ဂိလ်ဒတ်သည် ဒူးအောက်ပိုင်းပြောင်းနေသောသူ၏ခြေထောက်တစ်ဖက်ကိုထုတ်ပြရန်မတ်တပ်ရက်လိုက်သည်လမ်းလျှောက်ဒုတ်ကိုလှမ်းယူလိုက်စဉ်သူဟန်ချက်ပြက်သွား၍ဘရန်ဒန်ကထခုံက သူ့ကိုဖမ်းကင်လိုက်သည်ငါဘွားကအမောင်ကဘာလိုပဲချိနဲ့နေတယ်ဟုဂီလ်ဒက်ကပြောရန်ဘရန်ဒန်ကအဲ့ဒီလိုပြောခြင်းဆိုငါတို့ထဲမှာဘယ်သူကမချိနဲ့ပဲကောင်းနေလို့လဲငါတို့လဲကြတဲ့အခါတယောက်နဲ့တယောက်ဖေးမှမှုပဲလေ ။နောက်ဆုံးတော့အဲ့ဒါကအရေးကြီးတဲ့တခုတည်းသောအလုပ်ဖြစ်ခြင်းဖြစ်နေမှာဟုပြန်ဖြေသည်။ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး6တွင်ရှောလူ၏ကြံကျွင်းသောအဆွေအမျိုးတစ်စုံတစ်ယောက်အားဒါဝိမင်းကဂယုနာပြလူကြောင်တွေ့ရသည်။ကြံကျွင်းနေသူတဦးမှာယောနသန်၏ခြေစွန့်သောသားမေဖိဘောရှက်ဖြစ်သည်။မေဖိဘောရှက်သည် ရှင်ပြန်ရှိမောက်သို့ခေါ်ဆောင်ခံရပြီး ။သင်အဖို့ရှောလူပိုင်သမျှသောမြေကိုငါပြန်ပေးမည်။သင်သည်နေ့တိုင်းအစဉ်ငါစပွဲ၌စားရမည်ဟုသောစကားကို ကြားခဲ့ရသည်။ထိုစကားအတိုင်းပင် ရှင်ပြန်စပွဲ၌သူစားတောက်ခဲ့ရသည်။တမန်ကျမ်းစာ၌ဒါဝိဒ်အကြောင်းအီယာမလူကြီးများအကြောင်းစစ်တပ်ဘရင်နှင့်တိုင်းနိုင်ငံများအကြောင်းစသည့်ရုပ်ရှင်ပမာမေ့မရနိုင်သောဇက်လမ်းများနှင့်ပြည့်နှက်နေသည် လိုအပ်နေသူတစုံတူအားထိမိသောကျင်နာဖေးမှမှုပြုခဲ့သည့်အကြောင်းကိုလည်းတမန်ကျမ်းစာကခြံလှန့်မထားပါ ကြီးမားထင်ရှားသောမြင်ကွင်းများမှေးမိန်သွားပြီးနောက်မေဖိဘောရှဲအတွက်ဒါဝိတ်ကန်လှန်ပေးခဲ့သည့်ကျင်နာမှုသာလျှင် အဆုံးတွင်အဓိကကြဆုံးအလုပ်ဖြစ်နိုင်သည် ဖေးမှကူညီခြင်းသာလျှင်တင်နှင့်ကျွန်ုပ်နေ့စဉ်နေ့တိုင်းလှုပ်ဆောင်နိုင်သော အလုပ်ဖြစ်ပေသည် င်းဘဝတွင်မြည်သူသည် မေဖြစ်ဘောဆက်ဖြစ်သည်။ထိုသူကိုသင်မြည်သို့ ဖေးမှကူညီမည်နီ။ဘယုနာကြီးမာသောဖျားသခင်ကျွန်ုပ်၏အသက်တာတွင် ကူညီဖေးမှနိုင်မည်လူတစုံတစ်ယောက်ကိုဂျေစုပြု၍ပြတော်မူပါ။သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်။အာမင်။ နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တတာများဖြစ်တည်နိုင်ကြပါစေ။